မင်္ဂလာပါ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 ရှင်ကဲပါတယ်လုံနေကြပါလေပါတယ်လုံနေကြပါလေနေ့ဒီရတော့ပါတယ်လုံနေကြပါလေလို့မင်းစားပြီးကြပြီလားဒီမှာကတော့နေ့လေဆန်းလိုက်ပါ in lesson အနိုင်ဖြစ်တဲ့အတွက်ကြောင့်အန်ဒီကတော့စာပြသွားပြီအမေဒီနေ့တော့ပြောချင်တာလေးပေါ့နော် အကောင်းမြင်ဖို့စိတ်လေးပူထားတဖို့နော်ပြောချင်တာပေါ့ဒီမှာကဒီနေ့ကဒီနေ့လာနေဖြစ်ပါတယ်လို့ပြီးတော့ဒီနေ့ကဒီမှာ နော်ဒီလဆိုလို့ရှိရင်ဒီပေါ့နော်30ရက်နေ့ဂျွန်ဖြစ်သွားပြီနော်အချိန်လေးကလည်းကုန်မြန်သလားမင်းနဲ့နော်အချိန်လေးကလည်းကုန်မြန်ပါတယ်လို့ဒီနေ့တော့ပြောနေကြတိုင်းပဲကိုတို့သူများတို့အကျိုးရှိမဲ့အရာလေးတွေလည်းဖြစ်ချင်းဖြစ်မယ်နော်ကိုပြောတဲ့စကားတခွန်းကြောင့်တချို့တွေလည်းပေါ့ကိုပေါ့ အမြင်အမြင်လေးတွေအမြင်စောင်းတာလေးတွေပေါ့အမြင်လေးတွေတဲ့သွားအောင်ပေါ့နော်ဒီနေ့ကတော့အကောင်းမြင်တက်တဲ့ဘက်ကနဲ့ကြည့်ပေးပါလို့ပဲကောင်းစင်တဲ့အန်တီကပြောမှာပေါ့နော်ကျမတို့နေနေစားပါရရှင့်ဒီနေ့25ဒီဒီနေသားတယ် အလေးမြန်မာလေးတော့ခက်ခဲရစကားပြောတာကြားလုံးစားရပူရှင်ကြားလုံး နေ့တော့အကောင့်မြင်တဲ့အတွက်စိတ်ကလေးနဲ့ပေါ့နော် ကြည်တက်ဖို့ပေါ့နော်ကောင်းစင်လေးနဲ့ပြောချင်တာပေါ့အတို့ဒီလောကကြီးမှာတယောက်နဲ့တယောက်ကအကောင့်မြင်တတ်ကြတော့မိသားစုမှာလည်းမိသားစုလျောက်ပေါ့နော်လူတစ်ဖက်သားစကားတစ်ခုပြောလို့ရှင်အဲ့စကားကိုပဲအထအနောက်ကောက်ပြီးတော့အကောင့်မြင်တတ်တဲ့စိတ်မရှိကြတော့ဘဲနဲ့ တယောက်နဲ့တယောက်နဲ့အမုန်းတီးတွေမုန်းပွားခြင်းတွေနဲ့ဖြစ်နေကြတဲ့ဒီယနေ့ဒီလောကကြီးကတော့ကြာလာလေးဆင်းရဲစရာလေးပဲเนาะကြာလာလေးဆင်းရဲပြစ်စရာလေးပါပဲအဲ့ဒါလေးပြပြချင်တာပေါ့เนาะဘာလည်းမပေါ့ဒီခါလေးကြာလို့ရှင်အဲ့ဒီ Facebook တွေမှာကသတင်းတွေကအမြဲတမ်းပေါ့เนาะ Facebook ကပွဲပွဲတွေနဲ့အမြဲတမ်းပြုနေတယ် Facebook ကအမြဲတမ်းဥပပြပွဲသတင်းလေးတွေကြည့်ရတာပေါ့ Facebook ကပွဲသတင်းလေးတွေကြည့်ရပြီးဆိုရင်ဩဒါကဒီလိုရှိပါလားဆိုအဲ့မှာတင်ပွဲကြိုက်တဲ့သူတွေကလည်းအဲ့ပွဲနာသွားပြီးတော့ကြေတနာလေးဖြစ်ကုန်ကြတာပေါ့နော်ဟိုနာလေးအနီတော့မဟုတ်ဝင်ရေးလိုက်မိသေးတယ်ဒီနေ့ဘာဘာရေလို့မဟုတ်ပါဘူးဒီနေ့အဲ့ဒီပွဲထဲမှာကိုတော့မှဝင်ပြီးတော့ပါလိုက်သေးတယ်အကောင့်မြင်စိတ်နဲ့ အလုံးအကောင်းမြင်စိတ်လေးနှချိဖို့အတွက်ပေါ့နော်ကိုကပြောချင်တာပေါ့နော်ကောင်းအကောင်းမြင်စိတ်လေးထားတဲ့ခါကျတော့ကောင်းတာပေါ့နော်အကောင်းမြင်စိတ်ဆိုတာလေလူကောင်ထားလို့မရဘူးလေနော်မှားနေတဲ့သူကိုတော့တွားပြီးတော့အကောင်းမြင်စိတ်နဲ့ကြည့်လို့မရဘူးနော်မှားနေတဲ့လူကိုတော့အကောင်းမြင်စိတ်နဲ့တွားကြည့်လို့မရပါပဲအမားမလုပ်တဲ့သူကိုတော့ဟိုတယောက်နဲ့ယောက်နဲ့နားလည်မှု လွဲတဲ့လူတွေကိုတော့ကိုက အကောင့်မြင်စေလေးနဲ့ကြည့်တတ်ပေးနော်အစီမိသားစုမှာပဲဖြစ်ဖြစ်ကိုနေတဲ့ပဝင်းကျင်မှာပဲဖြစ်ဖြစ်ကိုနေတဲ့ပေါင်းသင်းမိတ်ဆွေမှာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးကြည့်တတ်ပြီးတဲ့ခါကျတော့စိတ်ချမ်းသာတာပေါ့စိတ်အေးရတာပေါ့နော်အဲ့ဒါလေးပြောချင်တာပါလို့ဒီနေ့ပြောချင်တာပါလဲဆိုတော့ဒီဒီနေ့မနက်ပေါ့နော်ဒီနေ့မနက် Facebook ကနေပြီးတော့ပွဲဟေးတယ်ပွဲတယ်ဆိုတော့ပွဲဆိုသိမလားအကောင်ကပွဲကြိုက်တယ်နော်ပွဲကြိုက်ခင်နေပွဲကြိုက်မယ်ပွဲကြိုက်မောင်းနေ ဘာပွဲလဲဆိုတော့အဲ့ဒီနားရပါအဲ့ဒီပွဲကဘာပွဲလဲလို့ဆိုတော့ဩစာ အခုနမေရှိနေတဲ့နော်အခုမှအခုအခုပြန်ပြီးရုပ်ရှင်ပြန်ရိုက်လာတဲ့မင်းသမီးပေါ့နော်မင်းသမီးလို့ပြောရမလားမသိပါဘူးနမေလေးလုံးနဲ့မင်းသမီးပေါ့အဲ့ဒီမင်းသမီးကနေပြီးတော့သူကညီမ၃ယောက်ရှိတယ်အဲ့ဒီမင်းသမီးကအဲ့ဒီမင်းသမီးကသူ့ညီမအငယ်ဆုံးလေးကိုပေါ့နော်သူကအဲ post တစ်ခုနဲ့ရေးလိုက်တာကွယ်အဲ့မင်းသမီးရပေါ့နော်သူညီမလေးကို तू က post တစ်ခုနဲ့တခါမှအိမ်မှာချင်မွေးမိမလားလက်မွေးမိမလားဟုတ်ပေါ့နော်ဒီညီမအငယ်ဆုံးလေးရပေါ့နော်အခုချိန်မှာအဲပေါ့အခုချိန်မှာကြတော့အကုန်လုံးပေါ့နော်အိမ်မှုကိစ္စတွေဟိုသူညီမလေးကအဲ့ဒီကအစောတရားအိမ်အောင်ကြာသွားပြီးတော့ ပြင်သစ်ပြူပါသွားတယ်တူပါတယ်အန်ဒီလည်းတက်ပြီးတော့ခါခါနာနာမသိမယ်လဲကြည့်မိတာပေါ့နော်ကြားမိတာပေါ့အန်ဒီကအဲ့ဒီတော်လန်ရေးနောက်ပိုင်းမှာတက်ပြီးတော့အဲ့ဒီမနာမချစ်ဟိုဆယ်လီတွေသိမချစ်ဖြစ်ပြီဒါပေမဲ့ပွဲဆိုတော့လေသူများတဲ့ပွဲဆိုကိုလည်းပေါ့ဆက်စုတယ်နော်ငါတို့ကလမ်းဘေးနောက်ခွေးနှစ်ကောင်ရံဖြစ်တော့ဆက်စုတက်ကြည့်ချင်းတဲ့ပွဲတွေဆိုတော့ကိုကလည်းသူများလည်း space ဆိုမှလည်းဘာဒီမှအကုန်ရှေ့အကုန်တွေ့ရသေးတာအန်ဒီလာ block တာလဲ block တာ block 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 ပြန်ပြန်ပြီးထွက်လာဆိုတော့အဲ့ပွဲကိုပေါ့နော်သူတို့အဲ့ဒါသူကသူညင်မျိုးပေါ့နော်သူကရေးထားတာပေါ့ အိမ်မှာလက်မွေးမိမလားချေမွေးမိလားမကွဲပေါ့အကောလောက်တက်တယ်ပေါ့နော်အဲ့ဒါကိုအဲ့ဒီအဲ့ဒီသူရခဲအိုပေါ့ခဲဝါနေပြီးတော့အဲ့ဒါဆိုရင်လည်းခရိုလီနဲ့ပေးစားလိုက်ပါလားလို့ရေးထားတော့အဲ့ဒီခရိုလီနဲ့ပေးစားပါလားဆိုတော့ဩဆိုတော့ဒီမင်းသမီးလေးကခရိုလီနဲ့ယူရဖြစ်ပါလိမ့်မယ်နော်ဆိုတော့အဲ့ဒါလေးအန်ဒီကလည်းပြောပြချင်တာသိလားဘာလို့လဲဆိုတော့ အခုနော်ဟိုအခုနောက်ပိုင်းကြမှာသာအနေတည်းခရိုနီဆိုအစကိုလည်းမသိပါလဲခရိုနီဆိုကိုမသိကိုလောက်တုံးတုံးပဲကိုလောက်တုံးတာတုံးကိုပဲတိလားခရိုနီဆိုဘာမှတော့ကိုမသိ။အော်နောက်မှခရိုနီဆိုတာပါလဲတထေးတာနော်တထေးလို့ခေါ်တယ်ပေါ့နော်ခရိုနီသိပါပြီချုပ်လည်းညီမပြေးထွက်လာတာကြာတော့ခရိုနီလည်းမသိခရိုခရိုပြာလည်းမသိငါသိတာခိုပြာခိုဖြူခိုခိုပြာလားခိုနဲ့တွေပဲသိတယ်။အဲ့တော့ခရုနဲ့ပေးစားလိုက်ပါလားဆိုတော့အော်သူညီမဟိုသူကတော့ခရုနဲ့ညားတာပေါ့သူညီမတော့ရိုးရိုး တာမန်လူနဲ့ပါသွားတာပေါ့နော်အဲ့ဒါနဲ့အန်ဒီကလည်းမနေနဲ့မထိုင်နဲ့သွားပြီးတော့ comment ရေးပေးလိုက်ပါတယ်။ဒါကြောင့်အဲ့ဒီညီမ၃ယောက်ကိုအန်ဒီကအန်ဒီတော့ call ပေါ့ဘလို့ call လဲ teenage age တော့သိနေတာဟုတ်။ဘာကြောင့်လဲဆိုတော့သူတို့သူတို့ရဲ့ဦးလေးဖြစ်ပါလင်ဘာကြီးတော်ဖြစ်လိမ့်မယ်ဘာကြီးတော်ကအန်ဒရီခရီးယံဖုန်ကြီးလေအင်းစိန်ဖျားရှစ်ခိုးကြောင်းမှာចောင်းထိုင်လုပ်ခဲ့တာပေါ့နော်ဒါအန်ဒီအသက်20 28 29လာအလောက်ရွယ်မှာပေါ့နော်ဒါចောင်းထိုင်ဖုန်ကြီးလုပ်ခဲ့တော့ သိနေတာပေါ့နော်သူတို့ညီမတွေညီမ၃ယောက်မှာအကြီးနှစ်ယောက်လာမသိဘူးအအကြီးနှစ်ယောက်ကသူအနုပညာလောကထဲမှာရှိတယ်ဆိုတော့ကိုကသိနေတာပေါ့နော်အဲဒါသူ့ရဲ့တဲ့အဲ့ဖုန်းကြီးရဲ့တူမတွေဆိုပြီးတော့သိနေတယ်ဆိုတော့ကိုကလည်းသူတို့မျက်မှန်းမတန်းပြီမဲ့လေဖျားเจ้าမှာမတွေ့ရပြီမဲ့သူတို့ကနာမည်လေးတည်းရှိနေတာပေါ့နော်သူတို့ဒီအနုပညာလောကထဲဖုန်းကြီးရဲ့တူမဆိုတော့နာမည်လေးနဲ့ရှိနေတာရယ်ပြီးတော့သူတို့အဲ့ဒီအလက်မလေးကတော့ dispensation ရှေလေးနဲ့ပေါ့နော်သူတို့အကြောင်းကိုကကြားနေတာပေါ့နော်အဲ့နောက်ပိုင်းအနီလဲ မပီကနောက်လာတဲ့ခါကျတော့တိတ်ပြီးတော့မရှိကြတော့ဘူးပေါ့နော်ပြီးတော့အဲဒီဖုန်တော်ကြီးကလည်းဆုံးသွားတယ်ဆိုတော့သူတို့ညီမတွေအကြောင်းသိတော့မသိရတော့ညီမ၃ယောက်ရှိရတော့ကိုသိတယ်သူတို့ညီမ၃ယောက်မှာဒါပေမဲ့အလက်မလေးကတော့အရင်တော့ဆိုတော့ရန်နာမည်ကြီးပါတယ်အလုံးသိမှာပေါ့နော်အရင်လက်မလေးကတော့နာမည်တော့ကြီးခဲ့ပါတယ်ညီမဆဆန်နဲ့လှတာတွေပါတယ်ရှိခဲ့မှာပေါ့နော်အဲ့တော့အဲ့လက်မလေးဆိုလို့ရှိရင်အိမ်တော်ဘသူနဲ့ကြာမလဲဆိုပြီးအလုံးကဆက်စုနေကြတယ်နော်အပြိုအပြိုကြီးပေါ့ကွအပြိုကြီးစင်းဝင်ပြီးတော့လဲဘသူမ ဟိုပေါ့ဟိုမသိကြဘူးပေါ့နော်နောက်ပိုင်းကြမှာသာတော်လိုင်းရေးအနာရီတိမ်ပြီးတော့မှဘာတွေဖြစ်ပြသွားလဲတော့မသိသူလဲအိမ်အောင်ကြာသွားတယ်ပေါ့နော်ခရိုနီတယောက်နဲ့အိမ်အောင်ကြာသွားတယ်ဆိုတော့ all the tea ပေါ့ချမ်းသာတာပေါ့ဒါပေမဲ့အနီပြောချင်တာဘာလဲဆိုတော့အဲ့မှာအနီပြန်မသိဘူးနော်သတင်းအနီလေးဆက်စုလိုက်မိတာပေါ့အဲ့သူညီမအငယ်ဆုံးလေးရတော့အဲ့ဒီအဆိုတော်တယောက်နဲ့ပေါ့နော် အဲ့ဆိုတော့အရင်အိမ်အောင်ရှိခဲ့မှုပါဗာဒါပေမဲ့အန်ဒီဘက်ကလူတယောက်နဲ့တော့ချက်ခဲ့ပြီဆိုရင်အိမ်အောင် ရှိသည်ဖြစ်စေမရှိသည်ဖြစ်စေချစ်လို့ယူတာလေနော်ကိုချစ်လို့ကိုယူရတဲ့အိမ်အောင်ရေးမှာအိမ်အောင်ရှိသည်ဖြစ်စေမနဲ့အိမ်အောင်ရှိသည်ဖြစ်စေသူများလင်မခိုးပြီးတော့ကွာဟုတ်တယ်မလားအိမ်အောင်ကွဲသွားလို့အိမ်အောင်ကွဲသွားလို့အဲ့နောက်တယောက်တော့ထက်ချက်တာကစိတ်ပိုင်ခွင့်ရှိပါတယ်ဟုတ်တယ်ဟုတ်ဟို ဘယ်သူမှစိုးချိုက်ပိုင်ခွင့်ရှိတယ်။သူများလေမခိုးဖို့ရေးကြည့်တယ်။သူများမရင်ငယ်လို့ဖို့ရေးကြည့်တယ်။မရင်မလို့အောင်ပေါ့နော်။ဒါတော့ပါပဲ။ဘာကြောင့်လဲဆိုလူတိုင်းမှာကတယောက်နဲ့တော့အချင်းမတူကြဘူးလေနော်။သူသူအိမ်တော်နဲ့သူချက်ချင်သူချက်မှာပေါ့နော်။ဒါမဲ့ပြီးတော့လည်းအခုလိုပေါ့။အဲ့လိုသူညီမလေးကိုသူကအဲ့လိုမျိုးလေးရေးလိုက်တော့ဟိုခဲကိုဖြစ်သူကအဲပြန်ရေးတာပေါ့။အဲ့ဒါဆိုပဲခရိုနီနဲ့ပေးစားလိုက်ပါလား။ဆိုတော့အန်ဒီနှစ်ဖက်နှစ်မျှကိုပြောပြီးတော့ ဆက်စပြီးတော့ပဝင်ပါလာပေါ့ဗျသူများနှာခေါင်းပေါက်တယ်ဝင်ပါလိုက်ပါဝင်သူများနှာခေါင်းပေါက်ရဝင်ကြားလိုက်ပါပြောချင်တာပါလဲဆိုတော့သူအမဘက်ကလည်းကြည့်လို့ရှိရင်သူပြောတာရှင်းရှင်းလေးပဲသူရေးတာရှင်းရှင်းလေးပါပဲဩအိမ်မှာငငယ်တုန်းကထမင်းခလုတ်တာမနှိမ့်တက်တဲ့ညီမလေးပေါ့နော်ဘာမှလည်းမချစ်တဲ့သူတရားအော်ဗီဒီယိုရဲ့အဝယ်စားဆိုတာပဲခောက်ပြီးရေးထားပူခဲ့စိတ်ပူခဲ့မိတယ်ပေါ့နော်အိမ်အောင်ကြတော့စိတ်ပူခဲ့မိတယ်အခုကြတော့လည်းအစင်နေပြီလို့ဆိုတော့ သူရေးတာလည်းရေရွရှင်းရှင်းလေးဖြစ်ပါလိမ့်မယ်အဲ့ဒါတချို့ကလည်းခနဲ့တယ်ရွက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကိုအကောင့်ဘက်ကနေကြည့်ပေးမယ်ဆိုရင်သူရေးတာရှင်းရှင်းလေးပဲလေနော်တို့မြန်မာအမျိုးသမီးတွေကအထူးဖြစ်မြန်မာနဲ့အိမ်အောင်ကြလို့ရှိအိမ်မှုကိစ္စနိုင်ရတယ်တချို့တော့ယောက်ျားတွေကအိမ်မှုကိစ္စနိုင်တဲ့မိန်းမကိုပဲလိုချင်ကြတာဒါအားလုံးတည်ရနော်တို့မေတွေဆိုမြန်တင်ပါတယ်မိမဆိုတော့အိမ်မှုကိစ္စနိုင်ရမယ်မိမဆိုတော့အိမ်မှုကိစ္စနိုင်ရမယ်တို့မိပါတယ်တင်ထက်တင်ခဲ့တာပြီးသားဟုတ်တယ်ဟုတ် တို့မိဘတွေကငငယ်တွေကတို့မိဘတွေကမိဖို့ကြောင်းကိုဝင်နေအောင်သင်ခဲ့တယ်။နင်တို့နော်အိမ်အောင်ကြလို့ရှိရင်နော်နင်တို့ခါတွေကခမရနင်တို့မင်းငော့လိုက်မယ်ဆိုပြီးတော့မိဘတွေကငါတို့အိမ်ဝန်ကိစ္စအနိုင်အောင်သင်ထားပေးအတွက်ကြောင့်အခုချိန်မှာသူညီမလေးကဘာမှမလုပ်တဲ့မကင်တက်တဲ့ညီမလေးကအိမ်အောင်ကြပြီးတဲ့အခါမှာဟိုနိုင်ငံသားမှာဟိုပေါ့ချက်ပြုတ်တက် short တက်ဖုတ်တက်တဲ့ခါကျသူကအဲ့ဒါလေးအန်အောလို့ပြောချင်တာလည်းဖြစ်ပါလိမ့်မယ်အဲ့ဒါကိုခဲလို့ဖြစ်သူကအဲအဲ့ဆိုလို့ရှင်လဲ ခရိုနေနဲ့ပေးစားလိုက်ဆိုတော့ဒါတွေကတော့မိသားစုဂျာတယ်မှာတော့မပြောတင်ဘူးပေါ့နော်။ဘာလို့မပြောတင်ဘူးလဲဆိုတော့အန်တီနေနေကတော့ဒါကတော့ဟိုအကောင့်ဘက်ကနေသူခဲဟိုကလည်းကြည်ပြီးဟိုတင်တာပေါ့နော်။ကြဲလို့အကောင့်ဘက်ကဟိုတယောက်ကရေးပေးရဆိုလို့ရှိရင်ဩဒါဟိုပျော်စရာကြီးတော့ငါငါမိန်းမလေးကတော်လိုက်တာအခုချိန်မှာငါရတဲ့မိန်းမငယ်လေးကအခုချိန်မှာ ီစမ်းအိမ်တော့လဲကြာသွားတော့အကုန်လုံးအိမ်မှုကိစ္စနိုင်သွားတယ်ဆိုပြီးတော့ပျော်တော့ပျော်ဖို့တောင်မှဂုံယူရအောင်မယ်။ဘာလို့အန်တီကအဲ့လိုအန်အန်လည်း comment လေးရေးလိုက်ပါတယ်။အကောင့်ဘက်ကလည်းချိန်ပေးလိုက်ပါလားလို့ဘာကြောင့်လဲဆိုတော့အန်တီချွေးမှလေးဆိုတော့ပူပူနွေးလေးနော်ဒီနိုင်ငံရောက်လာတာအခုမှ November လကရောက်လာတာဆိုတော့ November December January February March April May June အဲ့ဆို6လပဲရှိသေးချွေးမှလေးရတာ။ချွေးမှလေးလိုက်တိုင်းမယ်။အိမ်မှာချိန်မွေးမိမလားလက်မွေးမိမလားနည်းနည်းချွေးမှလေးရ။ဒီလက်ရောက်လာရော သူ့ယောက်ျားတော့သူ YouTube ကလည်းသူလည်းမချက်တက်ဘူးเนาะအဲ့သူ YouTube ကလည်း channel ရေးတင်နေအန်ဒီကတော့ခါချက်သူ့အမေကိုသူလှမ်းမေးတယ်ဘလို့ချက်ရလဲပြောရလဲအန်ဒီကသူလှမ်းမမေးဘူးပေါ့เนาะမပြောစားလဲအန်ဒီကလည်းခါချက်အားတဲ့အချိန်မှာအားတာလေเนาะအန်ဒီနဲ့သူเนี่ยနောက်တော့သူ့ဟာသူလည်းသူ့အတက်သူလှုပ်ချင်တာပေါ့เนาะသူအန်ဒီသားလေးကိုသူကအဲ့လိုမျိုးချက်တွေးနေတဲ့ခါကျတော့သူတင်ယူပါလိမ့်မယ်သူ့ဟာသူအဲ့ဒါဆို သူမိဘရအံ့ဩတာပေါ့နော်ဟဲ့ငါသမီးချက်တာအဲ့လိုအောင်ချက်တာတလားပေါ့နော်ပြီးသူចောင်းတစ်ဖက်ပြေးရတယ်ပြောနေတာဘာလဲဆိုတော့ဒီတို့ဒီဒီနိုင်ငံမှာက အိမ်ဖော်ထားလို့မရပါဘူးเนาะအိမ်လူတိုင်းစီရပဲเนาะအိမ်ဖော်မှမရှိတာဒီနိုင်ငံမှာတော့ဆိုဘင်းရလွယ်လို့ပေါ့เนาะဘင်းရသူ့အိမ်မှာပတ်တလပတ်တလရရှိရှိမှာပေါ့เนาะဒါပေမဲ့တို့တွေမှာတော့ဘယ်တော့ပဲပတ်ဆံချမ်းသာချမ်းသာအိမ်ဖော်တော့မရှိဘူးထင်တယ်အခုနောက်ပိုင်းတော့အနည်းဆုံးပြတ်တက်ပေါ့เนาะဒါပေမဲ့ဟိုအခုနောက်ပိုင်းတစ်ချက်ဆိုလို့ရှိရင်တော့အမဲနဲ့တော့အိမ်တန်းရှင်းရတာတော့ရှိရပါဘူးเนาะဒါပေမဲ့တောင်းတမြတ်ကိုအဟာနဲ့ကိုရှင်းကြရလိဘာကြောင့်ဈေးကြီးရအောင်เนาะတချို့တွေလင်းများနေရဆိုတော့အလုပ်လုပ်တဲ့လူတွေကြတော့လေခါကြောင့်ချင်းမနိုင်တဲ့ခါကျအိမ်ရှင်းတာပါရှိတာပေါ့။အဲ့တို့ကြောင့်ကို ထပဲအများအဖြစ်ဒီနိုင်ငံမှာကမိန်းမဖြစ်စေယောက်ျားဖြစ်စေကိုတူကိုထစနစ်နဲ့ကောက်ကလုတ်ကြတာများတယ်လေအင်းအင်းဆိုလောက်ကကိုရှင်ဈေးသွားဝဲအလောက်ကလည်းပြည့်စင်ရသေးတယ်ဒါတရတဘာဝဒီမှာကအလို့အလွတ်နေမှာနိုင်ငံလို့ဆိုပတ်သာချမ်းသာလို့ရှိရင်အိမ်ဖို့9ယောက်6ထားလို့မရဘူးဒီမှာဒီလိုမရှိဘူးနော်ဒီမှာကျတော့ဟိုအလုတ်သွားလဲကိုပဲပြန်လာလဲကိုပဲအဲလင်မြားနေရဆိုလို့ရှိရင်ဒီနေ့ဒီတစ်ပတ်နေလို့အဝေးလျှော်မလားကဲနေလျှော်အဝေးလျှော်အဲငါအိမ်ရှင်းမယ်အန်တီဆိုလို့ရှိရင်အန်တီယောက်ျားနေရ तू ကအမြင်အဝေးလျှော်တယ် နောက်နောက်ပိုင်းအဝတ်တွေပပြမယ်နော်အဝတ်တွေဆိုတာစာဟုတ်အဲ့တို့ညီမလေးမျိုးဆိုတော့ရှင်ကမိမအောက်ခံပေါင်းပြီးရပြကတော့ပါရနော်မိမအောက်ခံပေါင်းရောက်ကြတယ်မကင်ရဘူးဒါပေမဲ့ဒီနိုင်ငံမှာကြောက်လို့မျိုးမရှိဘူးအဲ့ဒီအမျိုးသားလေးဟိုအန်တီရဲ့ဟိုစာတွေဟိုအောက်ခံပေါင်းမှာဆိုရှော်တာပဲလေဟိုပြပြတာ overshot နဲ့ဆိုတာပဲနော်ဟိုတို့နိုင်ငံတွေမှာကြောက်တို့ငါတို့ရဲ့ဒီပေါ့အစွဲတွေပေါ့ဒါတွေရေမလောက်ရဘူးဒါတွေမလောက်ရရှိမယ်ဒီနိုင်ငံမှာကြောက်အားလုံးကယောက်ျားနဲ့မိမဟိုဘောင်းဘယ်လဲတန်းတူနော် အလုတ်ကိုလုံနေကြတာဆိုတော့ဒါကိုဒီနေ့အန်လုတ်လေရောက်လာခြင်းတော့အစပါမလို့ဘူးဒီတော့အခုဆိုလို့ရှိရင် furniture တွေခုံတွေဝယ်မယ်ဆိုလို့ရှိရင်လေကွက်ကိုဆင်ရတာပဲလေသူများလာမဆင်ပေးဘူးကွက်ကိုပဲဦးလက်ချောင်းနဲ့အာဘလို့စာရွက်ကိုကြည့်ပဲဘလို့ဆင်ရဒါတွေကအတက်တင်ညာတွေဆိုတော့ဒီရောက်လို့ရှိရင်တော့ဒီအကုန်လုံးကတော့သူ့သူ့ဘာသူအကုန်တက်သွားကြတာပဲလေနော်မလုပ်လို့လည်းမရဘူးလေပြောချင်တာအပါလဲဆိုတော့ဟိုဒီနိုင်ငံမှာနေလို့ငါတို့တွေအားလုံးကဟိုအိမ်ဖော်တွေနဲ့ အေးစေးနေရမထင်နဲ့တို့တွေဒီနိုင်ငံမှာနေရလဲတို့တွေကအကုန်လုံးကကိုထူကိုထနေမဲ့လောက်ရတယ်စစ်ပါလေကိုပြန်လာကိုလှုပ်ရှင်လက်ကိုပဲအင်ရှင်လက်ကိုပဲထမင်းချက်လက်ကိုပဲအထူးပြင်မမျိုးသမီးကတော့ဒီ ကိုကိုအိမ်နာဘက်ကကိုပြုစုကျင်တာဘောနော်ကိုကိုပဲလို့ကိုရဲ့အိမ်နာရေးအိမ်နာဘက်ကကိုပြုစုကျင်ွေးတဲ့ခါကျတော့လုပ်ပြခါကျတော့ကိုဘယ်မကောင်းပီတာတယ်ပေါ့ကွယ်အဲ့လိုမျိုးပေါ့ကွယ်ဟုတ်တယ်မလားဆိုတော့အားရတယ်ဒါအဖြစ်တင်လို့မရပါဘူးလို့နော်အကောင်းဘက်ကနေပဲကိုကချိပေးလိုက်မယ်ဆိုရင်ဩဒါလေးကသူတော်လိုက်တာသူဘာပဲပြောအိမ်တော်တစ်ခုကိုသူထိမ့်သိမ့်နိုင်တာပဲသူအိမ်တော်တစ်ခုကိုသူထိမ့်သိမ့်နိုင်လို့တော်သွားတာပဲဆိုပြီးတော့ဂုံရွမှလည်းနော်အဲ့ဒါကိုခဲရုပ်တဲ့သူကခရုံနဲ့ပေးစားလိုက်ပါတာဆိုတော့ အဲ့ဟောသွားတယ်ဒါလည်းရေးတဲ့လူကလည်းဟိုအမဖြစ်တဲ့သူကလည်းအကောင်းနဲ့ရေးတာလားအဆိုးနဲ့ရေးတာသူပဲသိမယ်ဒါမဲ့အကောင်းဘက်ကနေတွေးပြီးရေးခဲ့ရတယ်ဆိုတော့သူခဲအောင်မှားတယ်လို့အန်ဒီကထင်တယ်။ဘာကြောင့်လဲဆိုတော့ကိုညီမလေးတယောက်ကခြေမွေးမိမလားလက်မွေးမိမလားနဲ့မင်းလေးတယောက်ကအိမ်အောင်ကြပြီးရခါမှာအကုန်လုံးကိုလှုပ်တက်ကင်တက်တယ်ဆိုတော့ဒါကကုံယူစီရလို့ဒါကကုံယူစီရဒါက အဲသူတို့တော့မသိပေါ့နော်အန်ဒရိုအမေတွေကြာတော့အန်ဒရိုငယ်တည်းက train ထားတာထမင်းချက်တဖို့ ancient တဖို့အကောင် train ထားတဲ့အခါကျတော့အန်ဒရိုကအိမ်မှုကိစ္စဆိုတာမိမမိန်းကလေးဖြစ်လာလို့ရှိအိမ်မှုကိစ္စနိုင်ကိုနိုင်ရမယ်ဆိုတော့အတွေးကိုအန်ဒရိုထည့်ထားတာ ဒါပေမဲ့အဲ့လိုမင်းသမီးတွေကြတော့လေဟိုချက်တက်ချင်မှချက်တက်မှလေနော်တို့ကမင်းသမီးတွေဆိုတော့ခြေမွေးမှုလားလက်မလက်ငါတို့လိုလက်မျိုးတော့ဘယ်ဟုတ်မလဲကွတို့ဆိုလို့ရှိရင်တော့လက်ကလူးဆိုလဲကြော့နေရတာပေါ့နော်မင်းသမီးဆိုမင်းသမီးဆိုငါတော့လက်ကလေးကြော့ထလာလေးနေရမယ်ဒီကလုံးလှောင်တို့နေနေရမယ်လေတို့ငါတို့အန်တို့လိုလက်ချင်တော့နေလို့မရတော့တယ်မလားမင်းသမီးဆိုမှတော့လက်ပါလေးဖြစ်အောင်နေရမယ်သူများကြိုက်အောင်သူများထက်ပိုလှနေရမယ်အဲပကံဆိုရဲဆေးဆရာမလိုဘူးအိမ်ဖော်ရင်းနဲ့ပေါ့နော်ဒါပေမဲ့ရိုးရိုးတာမန် တာမန်သူတယောက်ကြတော့နုလို့မရအောင်ဟုတ်ကဲ့ဟုတ်တယ်ရိုးရိုးတာမန်လူတယောက်ကြတော့မင်းသမီးလိုရှင်လို့မရအောင်အမှုကိစ္စလည်းလောက်အောင်ပဲပကံလည်းဆေးရမှာပဲဒါကရိုးရိုးတာမန်လူတယောက်ဖြစ်တဲ့ကြောင့်လောက်အောင်ပဲဒီမှာအဲ့လိုပဲပေါ့သူညီမလေးကတော့ရိုးရိုးတာမန်လူတယောက်ဖြစ်တဲ့ကြောင့်လောက်ကိုလို့မလို့မရအောင်ဟုတ်တယ်ဟုတ်အိမ်အောင်ကြပြီဆိုမှတော့လောက်အောင်မလို့မရအောင် တော့တို့ကြတော့လဲပေါ့နော်ခရိုနီလာမခရိုနီပေါ့နော်ပတ်စံချမ်းသာတော့လဲအိမ်ဖို့၃ရောင်၄ရောင်နဲ့မင်းသမီးလေးဖြစ်တဲ့ခါကျတော့ဟလာပပလေးချက်ကြုံမှမလို့နေမှာပေါ့လက်သေးဆိုလို့ရှိရင်လက်ရှိလေးနဲ့ကာလာတွေချေရမယ်ဟုတ်တယ်မလားမင်းသမီးမောက်တဲ့လူတွေကြတော့လုံးလို့မရအောင်လေကိုကနဲ့ကိုချစ်ကိုလက်နဲ့ကိုယောက်ျားကိုထမင်းချက်ကျွေးပကံစေးအကုန်လုံးပေါ့နော်ဒါတွေကတော့ထုံးစံမှာပဲအဲ့ဒါကို အကောင်းမမြင်ပေးပဲနဲ့ဘက်ကနေပြီးတော့အဲဖြစ်တဲ့အဲဟိုခရိုနက်ပေးစားပါလား အခုအရင်တော့အနေလိုပေါ့နော်တချို့ပဲဟာဒါခရိုနီမိမခရိုနီယူတဲ့တထေးတွေပါတဲ့အနေစင်းစားအစားဘာလဲပေါ့နော်ခရိုနီဆိုအခရိုနီဆိုဘောမရဲဘောမဘက်ကတွေရောအရင်တော့ကိုယ်နဲ့တမျိုးတော့တွေ့မြင်အခုနောက်ပိုင်းလေသူကြိုက်လို့သူယူတာခရိုနီမကလို့မိန်းကလေးဆိုတာတော့သူတို့ဘဝလုံခြုံမှုအတွက်တော့သူတို့ယူရွေးမှာပေါ့နော်ဟို ရှင်ကိုမတမသားသမီးရှင်ကိုအောင်ပြန်မေးကြလေဟုတ်တယ်မလားဘသူမဆိုမိပါတိုင်းကတော့ကိုသားမျိုးဟိုစင်စည်းပြီးတော့မြင်းရံတာပဲတွေ့စေချင်တာပေါ့နောက်ပိုင်းတော့တချို့ကြလည်းအိမ်တော်ကြီးမြဲတာရှိမယ်တချို့ကလည်းမမြဲတာရှိမယ်တချို့ကွဲသွားတာတွေရှိမယ်ဒါပေမဲ့ let loss ရှိတဲ့အချိန်မှာကိုသားသမီးကိုကိုသမီးတွေကိုလေးစားတာချစ်တဲ့ယောက်ျားများတွေ့လို့ရှိရင်ဘယ်မိမှမဆို ဟိုစိတ်မချမ်းသာပဲနေမလားဟုတ်တယ်ဟုတ်မိပါရတော့စိတ်ချမ်းသာအောင်ပဲကိုသားသမီးကိုအကောင်းမွန်ကြည့်ရသူမှမြတ်အကုန်လုံးကြည့်မှာပဲဒါကိုသားလို့ဆိုလို့ရှိရင်အနည်းဆိုလို့အနည်းလို့ဆိုလို့ရှိရင်တော့အနည်းကသားမွေးထားတာကြောင့်အနည်းချွေးမကောင်းလို့ကြံလေအခုအနည်းချွေးမကောင်းနေရဆောင်ထားလေအဲ့ဒါလည်းဝမ်းသာလို့ပဲ အနည်းရဲ့ဟိုခမိခမတ်တွေရလဲသူသမီးလေးလင်ကောင်းရဖို့တူဝမ်းသာမှာပဲဟုတ်တယ်မလားအခုသူသမီးလေးအခုဆိုလို့ရှိရင်အိမ်မူကိစ္စလုပ်နိုင်တယ်အဲငါသူတို့သူတို့သမတ်တွေကောင်းမချက်ပြုတ်ကြည့်မိနိုင်တယ်သူတို့လည်းပျော်သေးတယ်လူတွေကဘာဆိုအကောင်းမမြင်တတ်ကြတော့သီးလားငါတို့ငါတို့နိုင်ငံကလူတွေကတခုဆိုလဲအဲပွဲရှာမယ်အဲပွဲရှာပြီးလို့ရှင်အကောင်းမမြင်တတ်ကြတော့ပဲနဲ့ဟိုလူကိုအဖြစ်တင်မယ်ဒီလူကိုအဖြစ်တင်မယ်ဟိုလူကိုအဖြစ်ပြောမယ်မလို့မလို့ပါနဲ့လူတိုင်းမှာအဲ့အိမ်တော်ကြီးမှာ သူများလင်ကိုမခိုးတာတို့သူများမရင်ငယ်လောက်တာတို့လင်ငယ်လောက်တာတို့အဲ့ဒါတွေစနိုက်ကြော်တာတွေပေါ့အဲ့ဒါတွေမလုံပြီးရောပေါ့နော်အဲ့လိုမျိုးမလုံပြီးတာပဲလေနော်သူ့ဘာသူအိမ်တော်ဒါမှလည်းဟိုတခါလဲကြောက်လို့ရှင်လဲဟိုတချို့ကပြောတာပေါ့ဒီဒီအဲ့ဒီကလေးမလေးအငယ်မလေးပေါ့နော်သူအိမ်တော်ကြာသွားတာပေါ့နော်အိမ်တော်ကနေအိမ်တော်ကြာဘာဖြစ်လဲအိမ်တော်ကနေအိမ်တော်ကြာသူ့ချင်ပြီးတာပဲလေနော်ဒါသူတို့သူပထမအိမ်တော်နဲ့အဆင်မပြေဖြစ်မယ်အဆင်မပြေလို့နော်အိမ်တော်နဲ့သူတွဲတယ်ဘာဖြစ်လဲ လောက်စက်ခုစက်ချမ်းသာစက်ချမ်းသာပြီးတာပဲအဲ့ဒါအဓိကပဲเนาะအိမ်တော်တစ်ခုမှာပြစ်လိုက်ပြီဆိုလို့ရှိရင်သူ့နဲ့ကိုယ်နဲ့စက်ချမ်းသာပေါ်ရေးကြည့်သူ့နဲ့ကိုယ်နဲ့နေတာလေเนาะမိသားစုနဲ့နေရမှာမဟုတ်ဒါပေမဲ့ပြောချင်တာမိသားစုဆိုလည်းမရှိမဖြစ်เนาะဒါပြောချင်ပါတယ်မိသားစုဆိုမရှိမဖြစ်ဘူးအနည်းငယ်ပြောတယ်အိမ်တော်တစ်ခုဖြစ်လာပြီဆိုလို့ရှိရင်ယောက်ျားလေးရဖြစ်စေမိန်းကလေးဖြစ်စေရကိုယ့်ရဲ့မိသားစုကိုနားလည်ဖို့အတွက်သူတို့ပဲအရေးကြီးတယ်သူတို့ကိုယ်တိုင်ကအဲ့ဒီနှစ်ဖက်ကြားမှာပေါ့เนาะကိုယ့်ရဲ့ယောက်ျားဖြစ်စေကိုမိန်းမဖြစ်စေအဲ့ဒီကြားထဲမှာနေတဲ့ ဖို့ရေးကြည့်တယ်။အဲ့ဒါမှဒီအိမ်တော်ရေးရမြဲတယ်လို့မိသားစုကလည်းမြဲမယ်။လို့ဆွေမျိုးဆိုတာမောင်နှမဆိုတာမခေါ်ချင်တယ်လို့ရတယ်မတော်ချင်လို့မရအောင်လေဟုတ်တယ်ဟုတ်။အနေပြောချင်တာဘာလဲဆိုအခုအဲ့ post လေးတက်လာတော့အနေတော့အနေတော့တွေးလိုက်ပါတယ်ဒါအကောင့်အကောင့်မင်းရဲ့စိတ်ကနေကြည့်ပေးပါလားပေါ့နော်အကောင့်မင်းရဲ့စိတ်ကနေကြည့်ပေးလို့ရှင်တော့အကောင့်မြင်ပါပေါ့နော်အကောင့်မင်းရဲ့စိတ်ကနေကြည့်တော့အကောင့်မြင်ပဲဖြစ်မှာပေါ့နော်အဲ့ဒါအနေတော့ရေးလိုက်သေးတယ်ပြောချင်တာဘယ်သူကိုရိုနာမကလို့မင်းကလေးဆိုတာသူ့အတူဟိုပေါ့နော် ်ကလင်းကောင်းစားကောင်းရဖို့ဆိုတာရှားတယ်လေနော်လင်းကောင်းစားကောင်းဆိုတာယူယူရမှာလေဒါပေမဲ့အဲ့လိုမျိုးလင်းကောင်းစားကောင်းနေယောက်ျားတွေမကောင်းခဲ့လို့လဲအောင်ပါဟိုအမျိုးသမီးအမျိုးသမီးရဲ့ခလေးကြီးရမှာဆိုခလေးရက်တက်လို့မကုန်ဘာကြောင့်လဲပြောပြရရှောက်တယ်မလားအဲ့လိုပဲပေါ့နော်လင်းကောင်းစားကောင်းရဖို့ဆိုတာအများကြီးလိုအပ်ပါတယ်လို့ဒါကြောင့်မလို့အန်ဒီကတော့မနေနိုင်မှန်သွားရေးလိုက်နေတယ်ပြဒီနိုင်ငံမှာအန်ဒီပြောသလိုပါကိုထူကိုထဆင်းနေပဲလောက်ရတာအန်တို့ဆိုလို့ရှိရင်လည်းအလုပ်သွားရတယ်အခုဆိုထမင်းချက်ကြတယ်ချက်ပြီးလို့ရှိရင်အဲ့ဒါခဏတအောင်နေနားမယ်ပြီးလို့ရှိရင် နေကြလို့ရှင်ကြလို့သွားဆင်းရမယ်။ဟောအန်တီမျိုးသားမဖြစ်ရင်သူအလို့ဝေးလျှော်မယ်။အန်တီကပြန်လာတော့အိတ်မယ်။ကို့ဟာနဲ့ကိုပေါ့နော်ကို့လင်မင်းနဲ့ကနားလည်းမို့ယူပြီးတော့သူအန်တီသူကသူကအန်တီရဲ့မျိုးသားအဝေးလျှော်တော့ရမ်းဝါနာပါတယ်။သူကယောက်ျားတွေသူအဝေးတော့သူရမ်းလျှော်အန်တီကမလျှော်ဘူး။သူကအန်တီအဝေးဆိုသူကအကုန်လုံးသူလျှော်တယ်။အန်တီကဘာလုပ်လဲဆိုတော့ဝေးတူသူပြည့်သူဝေးတူသူခောက်တယ်။အန်တီကအင်ရှင်းတာအင်ရှင်းတာအပင်ဆိုင်မယ်ထမင်းချက်တယ်ဒါအန်တီလို့ဒါအဲ့ညတော့ခွဲထားတာပေါ့နော်ခွဲရမှာတော့ကုသတော့အော်တိုမက်တစ်ဖြစ်သွားတာပေါ့နော်ပြောချင်တာက ပြောချင်တာလေများနေတော့ဒီနိုင်ငံမှာကတို့ကဟိုပေါ့ကုထုကရစနစ်ပဲဖြစ်တဲ့တခြားဘယ်ရမဆိုရင်တို့ကဘသူမှအားကိုးလို့မရအောင်ဘသူမှသွားပြီးတော့ဆွေမျိုးလည်းမရှိဘူးဒီမှာတချို့တော့ရှိပါတယ်စီရီယန်လူမျိုးတွေတို့ဘယ်လိုပေါ့နော်ဥစား Arab လူမျိုးတွေကြတော့သူတို့တွေအလုပ်သွားတဲ့အခါဖွားတွေကခလိထိန်မိတာရှိတယ်တချို့ဖွားတွေကြတော့အသက်65 69အထိအလုပ်လုပ်နေရခါကြတော့မီးမထိနိုင်ဘူးတို့နိုင်ငံလိုမီးမထိနိုင်ဘူးသူတို့အကုန်လုံးကကိုယ့်အနေကိုကုထုကိုထားပဲအကုန်လုံးလုပ်နေရတာပဲ ဒါရက်ဒီဒီနိုင်ငံကိုမြေအကောင်သိတယ်ဘောကိုထူပေါ်တာဆနစ်တည်းပဲပြောချင်တာဘာလဲဆိုတော့မိသားစုတယောက်တော့နားလည်မှုရှိတော့အပြင်တော့အပြင်လူကလာခွဲလိုက်မယ်အလီအလီရဲ့ post လေးသူတို့မြင်တော့သိမှာပါနော်အဲ့ဒါပြောချင်တာကလူတကာကိုအကောင်းမြင်တဲ့စိတ်နဲ့ကြည့်ပေးပါမိသားစုမှာဖြစ်ဖြစ်ဒါမဲ့ဟိုတခိုးတဝက်တွေကိုတော့အကောင်းမြင်စင်မကြည့်နဲ့အဲ့ဒါအကောင်းမြင်စရာမလိုဘူးပေါ့နော်အဲ့ဒါလေးအန်ဒီကပြောချင်ပါဒါကြောင့်မို့အားလုံးပါဖြစ်အကောင်းမြင်စင်ကိုကြည့်ပေးပါလို့ ်ပြောရင်းနဲ့ပဲအန်ဒီရဲ့ live ကိုအဆုံးသတ်ပါတယ်ရှင်